မင်္ဂလာပါရှင်။ကန်ဒရောဝတီ Time သတင်းဌာနရဲ့အော်တိုဘာလ30ရက်ကြေတာပတိနေ့ညနေခင်းရုပ်သံသတင်းကိုပြည်လဲတင်ဆက်ပေးပါမယ်။ခရီးနီမှာအကျဉ်းသား6ဦးထွက်ပြေးလွတ်မြောက်နေတာကြောင့်လူထုတွေကစိုးရိမ်နေကြပါတယ်။ကယန်းအမျိုးသားသတ်မှတ်တော် KNA တနစ်ပြည့်အခမ်းအနားကိုကယန်းဒေသတနေရာမှာကျင်းပပြုလုပ်ခဲ့ကြပါတယ်။ခရီးနီပြည်တွင်းတနေရာမှာလူငယ်နဲ့နိုင်ငံရေးစွမ်းရည်မြစ်တရေးတည်ရန်ဆင်ပွဲကိုပြုလုပ်ခဲ့ပါတယ်။မြေပေပေါက်စီတပုံ၈၀၀၀ဝန်းကျင်သာရတာကြောင့် တော်သူတွေကအခက်တွေ့နေရပါတယ်ဒီသတင်းတွေကိုတင်ဆက်ပေးပါမယ်ခရနီပြည်ကအကျဉ်းထောင်တနေရမှာပြီးခဲ့တဲ့အော်တိုဘာလ9ရက်နေ့ကအကျဉ်းသား6ဦးထွက်ပြေးလွတ်မြောက်သွားတာကြောင့်လူထုတွေက စိုးရိမ်နေကြပါတယ်ထွက်ပြေးသွားတဲ့အကျဉ်းသားတွေကိုတွေ့ရှိမယ်ဆိုရင်နှိဆက်ရအဖွဲ့အစည်းတွေစီမံတိုက်ကြဖို့ဒေသတွင်းဆိုင်ပုတ်တွေမှာသူတို့ရဲ့ပုံတွေနဲ့နာမည်အရက်အမောင်းတွေကိုကတ်ထားတာပါ ထွက်ပြေးသွားတဲ့အကျဉ်းသားတွေဟာ ဆင်ထိန်သမအမျိုးသားတဦးကိုတပ်ဖြတ်ခဲ့ပြီးလက်နဲ့တလက်ယူဆောင်သွားတယ်လို့ကြားသိရကြောင်းဒေသခံတဦးက Candrawati Time ကိုပြောပါရယ်သူရဲ့ပြောဆိုချက်ကိုတော့ Candrawati Time အနေနဲ့တိကျအတိမပြနိုင်သေးပါဘူးလူမှုကွန်ရက်ဆာမင်နာကဖော်ပြချက်တွေအရအဲ့ဒီအကျဉ်းသား6ဦးရဲ့အမိဟာ ပြည်စုံအောင်ဝင်းထွန်းဇွဲထက်ကို မျိုးဝင်းစန်းလင်းအောင်ထဲဝါတို့ဖြစ်ပါတယ်သူတို့နဲ့ပတ်သက်ပြီးအတိမပြနိုင်တဲ့တည်င်းအမျိုးမျိုးကြောင့် ဒေသခံတွေကလုံခြုံရေးအတွက်စိုးရိမ်မှုရှိနေကြတာပါအကျဉ်းသားတွေထွက်ပြေးတဲ့အကြောင်းနဲ့ပတ်သက်လို့တာဝန်ရှိသူတွေကိုကန်ဒရာဝတီ time ကဆက်တွဲမေးမြန်းခဲ့ပေမဲ့အကြောင်းအရာကိုတိချမသိရသေးဘူးလို့သာပြောလဲဖြေကြားထားပါတယ်လက်ရှိမှာတော့ထွက်ပြေးသွားတဲ့အကျဉ်းသားတွေရဲ့နောက်ဆက်တွဲအခြေအနေကိုကန်ဒရာဝတီ time ကစုံစမ်းမေးမြန်းနေဆဲဖြစ်ပါတယ်မနေ့ကအော်တိုဘာလ29ရက်နေ့ဟာကရင်အမျိုးသားတပ်မတော် KNA တပ်ဖွဲ့ ဖွဲ့စည်းခြင်းတနည်းဖြစ်ခဲ့တာဖြစ်ပြီးတနည်းဖြစ်အခမ်းအနားကိုတော့ကယန်းဒေသတွင်းတနေရာမှာကျင်းပပြုလုပ်ခဲ့ကြပါတယ်။အဲ့ဒီခမ်းအနားအတွင်းမှာတော့ KNA ရဲ့နိုင်ငံရေးဥဆောင်ကော်မတီဝင်တွေတပ်ဖို့တက်မှုတွေမဟာမိတ်ကိုယ်စားလှယ်တွေနဲ့ဒေသခံပြည်သူတို့ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ KNA တပ်ဖွဲ့စည်းခြင်းတနည်းအတွင်းမှာတော့ကိုယ်လက်အင်ကန်ပေးဆက်ခဲ့ရတဲ့ KNA တပ်သားရေပေါ်ဆဲဦးရှိပြီးခုနှစ်ဦးကြောင့်ဆောင်ခဲ့တယ်လို့သိရပါတယ်။ အခမ်းအနားမှာတော့ကရင်အမျိုးသားအလန်တော်နဲ့ကရင်အမျိုးသားသက်မတော်အလန်ကိုအလေးပြုတာကြောက်ဆုံသွားတဲ့အာဆာနီသူရဲကောင်းတွေကိုအလေးပြုဂုဏ်ပြုတာစစ်ရေးပြစစ်ကြောင်းစစ်ဆေးတာတာဝန်ရှိသူတွေကအားပေးစကားမိခွန်ပြောကြားတာတွေကိုပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်အခမ်းအနားကိုတော့ KNA တပ်သားတွေနဲ့အခမ်းအနားတက်ရောက်လာတဲ့သူတွေအားလုံးကရင်ဘုတ်အကပါဝင်ကပြတာကို ပြုလုပ်ရင်းအခမ်းအနားပြီးဆုံးခဲ့တယ်လို့ KNA တပ်ဖွဲ့စီကနေသိရပါတယ် ရင်းပြည်တွင်းတနေရာမှာ45ရက်တာဖွင့်လှစ်ခဲ့တဲ့လူငယ်နဲ့နိုင်ငံရေးစွမ်းရည်မြင့်တရေးတည်တံစစ်ပွဲကိုပြီးခဲ့တဲ့အောက်တိုဘာလ20ရက်နေ့ကပြုလုပ်ခဲ့ကြပါတယ်။လူငယ်တွေနိုင်ငံရေးဆရာအသိပညာနဲ့ကောင်းဆောင်မှုစွမ်းရည်တွေတိုးတက်ပြီးနိုင်ငံရေးဦးဆောင်မှုအခမ်းအနားတွေမှာပါဝင်မှုမြင့်တက်လာစေဖို့ရည်ရွယ်ချက်နဲ့တည်တံကိုဖွင့်လှစ်တာဖြစ်တယ်လို့ Greeny ပြည်လူငယ်များတမက UKSY ကသူတို့ရဲ့ထုတ်ပြန်ချက်မှာပြောထားပါတယ်။အဲ့ဒီတည်တံမှာတော့ဒီမိုကရေစီဘာသာရဲ့ ဖက်ဒရယ်ဘာသာရပ်လူအခွင့်ရေးဆိုင်ရာဘာသာရပ်ဖွဲ့စည်းပုတ်အခြေခံဥပဒေဆိုင်ရာဘာသာရပ်တွေအပြင်ဂရနီတမိုင်းခေါင်းဆောင်မှုစွမ်းရည်နဲ့လူမှုဖွံ့ဖြိုးရေးဆိုင်တဲ့ဘာသာရပ်တွေကိုပို့ချခဲ့ပြီးလူငယ်စုစုပေါင်း30တက်ရောက်ခဲ့ကြတာပါတည်ရန်စစ်ပွဲမှာတော့ UKSY အဖွဲ့ဝင်အဖွဲ့အစည်းတွေရဲ့အလံကိုအလေးပြုတာအမှားစကားပြောကြတာစုချီမြတ်တာဂုံပြုတ်မှတ်တမ်းလွှာပြီးအပ်တာနဲ့ တည်တန်းသားတည်တန်းသူတွေကကပြဖြိုဖြီတာစတဲ့အစီအစဉ်တွေကို ပြုလုပ်ခဲ့ပြီးလူဦးရေ60ကျော်ပါဝင်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ဒီနေ့ရဲ့မြေပဲပေါ့စီဟာအခုမချွတ်ရသေးတဲ့မြေပဲတပုံးကိုအများဆုံး8000ကျပ်ဝန်းကျင်သာဈေးရှိတာကြောင့်တွက်ချေမကိုက်ဘူးလို့ဒီမွန်ဆိုအရှိချံကမြေပဲဆိုင်တောင်သူတွေကပြောကြပါတယ်။တောင်သူတွေအနေနဲ့အခြေအနေအရတိုးလောင်ဖို့အတွက်အခက်အခဲရှိတာကြောင့်မြေပဲစီပိုရဖို့ကိုမျှော်လင့်နေကြတာပါ။ အခွန်မချွရသေးတဲ့မြေပဲမျိုးဆက်လေးပုံအိတ်တအိတ်ကို၈000ကျပ်ပေးဝယ်ခဲ့ရပြီးစိုက်ပျိုလောက်ကိုင်းချင်းကုန်ကြတဲ့လောက်အားခါစရိတ်နဲ့ရိတ်သိမ်းပြီးရောင်းချချင်းရရှိတဲ့ပမာဏကိုနိုင်ရှင်ရင်မမြဘူးလို့တောင်သူတွေကပြောပါတယ်ဒီမော့ဆိုအရှိချံကဂျေးရွာတချို့မှာဒေသခံတွေဟာစစ်ရေးအခြေအနေအရရွာထဲမှာမနေထိုင်ရေးပဲစိုက်ပျိုချင်းနဲ့ရိတ်သိမ်းချင်းမှသာနေရပြင်ကြတာဖြစ်ပါတယ်လက်ရှိမှာတော့ရိတ်သိမ်းထားတဲ့စီးပွားဖြစ်ဒီနယ်တွေကပေါက်စီနေတာကြောင့် ဇာဝနိရေးအခက်ကြုံနိုင်တယ်လို့ပြောဆိုကြပါတယ်။ဒီမော့ဆိုအရှိချက်ကဒေသခံတွေဟာနန်းနဲ့မြေပဲကိုအ धिक သာစည်းဝါဖြစ်စိုက်ပျိုးကြတာဖြစ်ပြီးလက်ရှိမှာတော့နန်းစီတပိတ်တာတပေါင်းနဲ့အထက်ဈေးကောင်းရပြီမဲ့မြေပဲပေါက်ဈေးကတော့အများဆုံး8000ထိသာရှိနေတယ်လို့တောင်သူတွေစီကနေသိရပါတယ်။ Controversy Time ရဲ့ညနေခင်းရုပ်သံတင်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံး ဘေးရန်အပေါက်ကခင်ဝင်ကြပါစေကျမမောညာမှာပါ